ဒီ YouTube channel ဖြစ်တဲ့ Linga Support channel ကနေလည်းကျေးဇူးပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။25ရင်းနေမှာရှင်မြန်ကစားကြမယ် UFA Champion League ပွဲစဉ်တွေကိုဒါကျွန်တော်နေနဲ့ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့အကြိုက်ပေါ့နော်။ကျွန်တော်အကြိုက်လေးရွေးချယ်သုံးသပ်ပေးထားတာဆိုတော့အကြိုက်ရှင်းတူမှညီကိုတို့ဒါရွေးချယ်ပြီးတော့လိုက်ပြီးစောကစားလို့ရတယ်။မကြိုက်တဲ့ညီကိုတွေကပေါ့နော်မိမိကြိုက်နှစ်သက်ရဲ့အတင်ကိုစောကစားပိုင်ခွင့်ရှိပါတယ်။ဘာလို့လဲဆိုတော့ဒီပွဲစဉ်ကကျွန်တော်အကြိုက်ဆိုတော့ဒါညီကိုလည်းအကြိုက်ရှင်းချက်တူမှတူမှာပေါ့နော်။ တော့ဒီရှမ်ပီယံလိပွဲစဉ်ကြီးလည်းမှာကျွန်တော်ရွေးချယ်ပေးတာ၃ဘွဲ့啊ဒီ၃ဘွဲ့လုံးညီတို့ကြိုက်မယ်ဆိုဘော်ဒီတီတန်ဆိုရသလိုမောင်းလဲဆော့ရပါတယ်အဲကြောင့်ပထမဆုံးပွဲစဉ်ဖြစ်တယ်ဘောနော်ဒါပိုတိုကလင်းနဲ့တန်တော့ဂျူပင်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ပိုတိုကလင်းနဲ့ဂျူပင်နဲ့ဒီထိတ်တိုက်တွတ်ဆုံမှုရကြည့်မယ်ဆိုရင်ဂျူပင်ရောပါတယ်ပိုတိုကလင်းကအင်ခွင့်ပြရှမ်ပီယံလိမှာဒါရမယ်လိုရချက်ရှိနေတဲ့ဂျူပင်ပိုတိုကလင်းကလည်းရမယ်လိုရချက်ရှိနေအင်ခွင့်မှာဒါပေမဲ့ ဂျူဗင်ကအီတလီစီးရီးမှာရှေ့ဆန်းနေကြနေပြီးတော့ဒါနိုင်ငံပြန်မချနိုင်တယ်ဘူးရှင်ဒီချန်ပီယံလိမှာဆိုရင်လည်းဒါရှုံးနဲ့တည်ရရှိတာတွေ့ရတယ်ချန်ပီယံလိရဲ့ဒီအုပ်စုဒါအဆင့်တရဝင်ဝင်တပ်ဆိုရင်ဒီနေ့ဂျူဗင်ကနေပြီးတော့အကောင်းဆုံးပုံစံနဲ့ဖြတ်ကျော်လာပြီးဘိုဒိုကလင်းကိုအနိုင်ကစားရမှာလည်းဖြစ်တယ်ဘိုဒိုကလင်းကလည်းဒါတိတ်ညံတဲ့အသင်းမဟုတ်တော့မှဒါဂျူဗင်နဲ့ရှင်းလိုက်မယ်ဆိုရင်တော့ကစားသမားရအောင်ဒါတော်တော်လေးပဲနော်ဒါဂျူဗင်တက်ကိုနှိမ့်ကြရတော့ပြောလို့တော့ရတယ်ဆိုတော့ဂျူဗင်ကယနေ့ဒီဘိုဒိုကလင်းကိုဖောက်ပေးတဲ့ပေါ်လူစီမှာဆိုရင် ရှေ့တူဆိုရင်ပြားဆုံးအရှုံးသေးရနေပြီးတော့ရှေ့တူဆိုရင်အရှုံးသေးတိဖောက်ပေးတာရယ်ကနေဦးစေးပေါ့နော်ကိုပေါင်းသေးမှဆိုရင်သုံးလုံးသွင်းတာပြားဆုံးစားသေးရနေသုံးလုံးသေးသေးတိပေးထားတယ်သူပြီးအီတလီစီးတီးမှာနိုင်ပွဲပြတ်မချနိုင်လို့ချန်ပီယံလိမှာနိုင်ပွဲပြန်လာတက်ပြီလို့ကျွန်တော်ကထင်မိတယ်ဆိုတော့အကျော်ကကျွန်တော်ဒီနေ့ဒီကိုခမန်ရလကတော့ဘူတိုဂလင်းနဲ့ဂျီဘူဘွဲတိမှာဂျူပင်နိုင်သွားရင်တော့1-1ဒါဝမ်းစင်းနဲ့လည်းဖြစ်အောင်ဖြစ်သွားနိုင်တယ်ဗျတကြောက်ရွေးချယ်ပေးရမယ်ဆိုရင်ဘူတိုဂလင်းနဲ့ဂျူပင်နဲ့ဘွဲတိမှာကျွန်တော်ကတော့ဘိုးဝင်းဖြစ်တဲ့ဂျူပင်ဘော်တွေကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် နောက်ထပ်တစ်ပွဲဖြစ်တဲ့တော်မွန်နဲ့ပီလာရေးပွဲတွင်ကျွန်တော်သုံးသက်ပေးသွားမှာဖြစ်တယ်ဗျာတော်မွန်နဲ့ပီလာရေးကတော့ဂျာမန်ဘွန်ဒီဂါမှာသူတော်မွန်တေချာထားတယ်ပီလာရေးတို့ဒါရှုံးနေထားတယ်ဘာလို့ကစပိန်ပွဲစဉ်နေမှာချန်ပီယံလိမှာနဲ့တင်မောင်းထိတိုက်ဆွေးဆုံမှုရကြမှာဆိုရင်တော့တော်မွန်ကတားတယ်ဒီကွင်းမှာဆိုတော့ဒီဘက်နှစ်နောက်ပိုင်းမှာတော့တော်မွန်တို့ဒါပုံစံကောင်းနေပြန်ရလာမလားပီလာရေးကလည်းချန်ပီယံလိမှာပုံစံကောင်းနေပြန်ရလို့ပြောချိုးစားနေတယ်ဆိုတော့တော်မွန်နေတဲ့ဒီအုပ်စုအဆင့်ကနေပြီးတော့တရိုက်ဝင်ဝင်ရဖို့တော့အင်ကွင်းမှာယနေ့ပီလာရေးကိုဖောက်ပစ်တဲ့ပုံစံတလုံးသွင်းသွားရင်ပြဿနာစားသေးရနေပြီးတော့ရှေ့တူသွင်းအရှုံးသေးကနေဦးသေးပေါ့နော် ကိုပေါင်းသေးကတော့တုံးလုံးသွင်းသွားရင်ဒါပြောင်းဆုံးစားသတိပေးထားတွေ့ရပြ။အင်ဝင်းဖြစ်တဲ့ဒေါ်မွန်ကဒီပြီးခဲ့တဲ့ဘက်ကကစားကလေးလိပွဲစဉ်မှာဒါ3-3တေကြထားပြီးတော့ဗီလာရဲ့ချုံနေတာပြ။ရှမ်ပီယံလိမှာဆိုရင်ဒေါ်မွန်တို့ရမယ့်လိုအပ်ချက်ရှိပြီးတော့နှစ်သင်းသလုံးကလည်းဒါရမယ့်လိုအပ်ချက်ရှိပြီးနောက်ထပ်အဆင့်တစ်နေရာပြောင်းလဲတဲ့ပုံစံကြိုးစားဖို့ပို့လို့ရှိတယ်။ဘိုးခမန်ရလကောက်အင်ဝင်းဖြစ်တဲ့ဒေါ်မွန်ပဲကတ်နိုင်သွားမယ်လို့လည်းကျွန်တော်တော့ခမမ်းမိပါတယ်။စိတ်ကြိုက်ကလည်းကျွန်တော်အနေနဲ့ဒေါ်မွန်နဲ့ဗီလာရဲ့ပွဲစဉ်မှာအင်ဝင်းဖြစ်တဲ့ဒေါ်မွန်ပေါ်တွေပဲကျွန်တော်ဆက်လက်ပြီးတော့ပြည့်ရှက်ပေးကြပါတယ်ခင်ဗျာ။ နောက်ထပ်တစ်ပွဲဖြစ်တဲ့ Manchester City နဲ့ Leverkusen ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ပြန်ဖြစ်တဲ့ Leverkusen ကဒီ Champions League ကမှနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါတည်ကြပြီးတော့ရှုံးနေထားတယ်တွေ့ရတယ်။ Manchester City နောက်ဆုံးကစားခဲ့တဲ့ England League များလေးမှာသူရှုံးနေထားတယ်။ Champions League မှာရှေ့ဆန်းနေတာနဲ့ဆိုပေမဲ့ဒါ Premier League ပွဲစဉ်မှာရှေ့ဆန်းပုံမှန်နဲ့ပြန်ရဖို့ကြိုးစားနေတာဖြစ်တယ်။အင်္ဂွင်ဖြစ်တဲ့ Man City နဲ့ Leverkusen နဲ့ထိတိုက်တိုက်ဆုံမရကြည့်မယ်ဆိုရင်တော့ Man City ကတားတယ်ဗျ။အင်္ဂွင်အားတားကြလည်းရှိတယ်။ Leverkusen တို့ဒါဝေးခွင့်ပြ အငွေပြတဲ့မန်ချက်စတာစီးရီးယားရဲ့နေဖောက်ပေးထားတဲ့ပေါ်လူချင်းမှာဆိုနှလုံးသွင်းသွားပြားဆုံးစားတဲ့နှလုံးသေးသေးတွေဖောက်ပေးထားတဲ့ကနဦးစီကိုပေါင်းစီသုံးလုံးသွင်းသွားပြားဆုံးအရှုံးသေးရတဲ့သုံးလုံးချုံသေးတွေဖောက်ပေးထားဖြစ်တယ်ဗျဒါလည်းကနဦးစီပေါ့နော်ကံကန်ဒီမှာတော့ပြောင်းလဲသွားဖို့လို့ရှင်ရှိကောင်းရှိနိုင်တယ်အဲကြောင့်မန်ချက်စတာစီးရီးနဲ့လီဗာကူဆင်တို့ရဲ့ပွဲစဉ်မှာဆိုရင်အငွေပြတဲ့မန်ချက်စတာစီးရီးနိုင်ရရှိခဲ့တဲ့နောက်မှာကိုကတော့အပြတ်တက်ကြီးတော့ဖြစ်သွားမယ်လို့ကျွန်တော်ကတော့ဒါမတွေးမိမိဘူးလီဗာကူဆင်ပြန်သွင်းမှလည်းကိုပေါ်မှာအနေထားလောက်တွေရှိတယ် န်ချက်စတာစီးရီးကပလီးမားလီမှာရှုံးနေထားတဲ့ပွဲစဉ်ကြောင့်မလို့ဒီနေ့ချန်ပီယံလိမှာအနိုင်ပြန်လာပြီးတော့ရုံးကန်လာလိမ့်မယ်လို့ကျွန်တော်ကတော့ခံမမိတယ်ပေါ့နော်အဲကြတော့ကျွန်တော်အနေနဲ့ဒီနေ့မန်ချက်စတာစီးနဲ့လီဗာပူးစင်းတို့ရဲ့စိတ်ကြရွေးချယ်ပြရမှာဆိုရင်အင်ဝင်းဖြစ်တဲ့မန်ချက်စတာစီးဘော်တွေကိုကြတဲ့လို့ကိုပေါင်းအောင်နဲ့လည်းကျွန်တော်တွဲပြီးတော့စော်ကလာကြည့်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့25ရက်နေ့မှာရှင်မြန်ကစားကြမဲ့ UFA ဥရောပချန်ပီယံလိပွဲစဉ်နဲ့မှာဆိုရင်ဒါပိုတိုကလင်းနဲ့ဂျူပင်ပွဲစဉ်မှာဆိုကျွန်တော်ဂျူပင်ဘော်တွေရွေးချယ်ပေးထားတာပါတော့မွန်နဲ့ဗီလာရဲ့ပွဲစဉ်မှာဆိုတော့ကျွန်တော်ကအင်ဝင်းဖြစ်တဲ့တော့မွန်ဘော်တွေဆက်လက်ရွေးချယ်ပေးထားပြီးတော့ မက်ဆီဒီနဲ့လေဘာကူဇင်ပွဲစဉ်မှာဆိုအင်ဝင်ဖြစ်တဲ့မန်ချက်စတာစီးတီးဘော်ဒီအပြင်ကိုပေါင်းအောင်လေးနဲ့တွဲပေးထားရလဲဖြစ်ပါတယ်ဒီပွဲစဉ်လိုညကိုလို့ကြိုက်မယ်ဆိုရင်ပေါင်းဘော်ဒီမိမိကြိုက်တဲ့အောက်တွဲဆုပ်လို့ရပါတယ်ခင်ဗျာနော်ဒီလိုအားပေးတဲ့ညကိုလေးကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ